ကြည့်အားလုံးပဲကျွန်တော်ရဲ့မှာ Spotlight to Facebook ပေးနေ YouTube channel လေးမှာရှိနေခဲ့တဲ့ချက်စည်းပရိသတ်အားလုံးအတွက်ကျွန်တော်ရဲ့မှာဒီနေ့နေ့လည်ခင်းကျွန်တော်တို့ပွဲကြူ30ချက်ကလေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ချက်စည်းနဲ့ Uban Dan ရဲ့မှာ Premier League ပွဲစဉ်17ဖြစ်ရှင်ပြိုင်ဆောင်းသားမဲ့ပွဲစဉ်ပွဲကြူ30ချက်ပြုလုပ်ပေးသွားပါဦးမယ်ဗျာနော်ညီကတို့အနေနဲ့ကျွန်တော်ရဲ့မှာ Spotlight to Page ကို Like and Follow မလို့ရတယ်ညီကိုများကျွန်တော်ရဲ့မှာ Page ကို Like and Follow လေးနဲ့ပြုလုပ်ပေးသွားပြီးတော့ YouTube channel ကနေတစ်ဆင့်ကြည့်ရှုနေတဲ့ညီကိုများကျွန်တော်ရဲ့မှာ YouTube channel လေးကို Subscribe များပြုလုပ်ပေးခဲ့ကြပါအောင်ဗျာနော် ဒီဘက်ညာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာစံတော်ချိန်အဲနည်းနည်း2နာရီခွဲအချိန်မှာရှင်ပြိုင်စောသားကြမှာဖြစ်ပါတယ်ကျွန်တော်တို့စနေနေ့ညအချိန်ကုန်ကျွန်တော်တို့တောက်ကြအဲတနင်္ဂနွေနေ့ညနည်းနည်းစောစောပေါ့လीနော်ထားပါစနေနေ့ညကျွန်တော်တို့2နာရီခွဲအချိန်မှာရှင်ပြိုင်စောသားကြမှာဖြစ်ပါတယ်အဲဒီဘက်ညာမှာဆိုလို့ရှိရင်တော့ချက်စီတို့အနေနဲ့အဲသူတို့ရမအဓိကကစားသမားတွေအများစုနဲ့ပွဲထွက်လာဖို့ရှိနေခဲ့တာပဲဖြစ်ပါတယ်ဗျာနော်ပြီးခဲ့တဲ့ချန်ပီယံလီကလူထုပ်ပုံမှားယွင်းခဲ့တဲ့ချက်စီတို့ရမနီးပြအန်ဆိုမာရစ်ကတော့ဒီနေ့ညမှာဆိုလို့ရှိရင်တော့ချန်ပီယံလီက လူစင်းနေနဲ့တော်တော်လေးအပြောင်းလဲပြုတ်လို့ပြီးတော့ကွဲထွက်လာမှာကိုတွေ့ရတယ်ဗျာနော်အဲ့တော့လက်ရှိအင်တာနက်ခန့်မှန်းတဲ့ကျွန်တော်တို့လူစင်းရရဆိုလို့ရှင်တော့ချက်စီးလို့ရဆိုလို့ရှင်သူတို့ရမှာအဓိကသားခွက်ဖြစ်တဲ့၄နှစ်၃နှစ်ဆိုတော့သားခွက်နဲ့ပွဲထွက်လာမယ်အဓိကကုသမနေရာမှာကတော့ကုသမစမ်းချက်နဲ့ပွဲထွက်လာဖို့ရှိပြီးတော့နောက်တက်မှဆိုရင်တော့ Gusto Fofana Charlova နဲ့ကျွန်တော်တို့ Cucurella တို့ပွဲထွက်လာဖို့ရှိနေခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ Champion League တုန်းက အဲ first line နဲ့နောက်တန်းနဲ့တော်တော်လေးကိုအပြောင်းလဲပြုလုပ်ပြီးတော့ပွဲထွက်လာတာတွေ့ရတယ်။ကွန်လယ်မှာဆိုလို့ရှင်လည်းပဲအန်ဆိုဖာနန်ဒက်နဲ့ကန်စီလိုတို့ပွဲထွက်လာဖို့ရှိပါတယ်ဗျာနော်။အဲ့တော့ချန်ပီယံလိတော့ကလည်းပဲအန်ဆိုဖာနန်ဒက်တို့ကန်စီလိုတို့က first line နဲ့မှာပါဝင်လာခဲ့ခြင်းမရှိသလိုတော့ဒီကတိုက်စင်မှာဆိုလို့ရှင်တော့နီတိုဂျော်ဘတ်တိုနဲ့ဂါနာချိုတို့တွဲဖက်ပြီးတော့ထွက်လာခဲ့မယ်။အထောင်တိုက်စင်မှာဆိုတော့ဒီလက်တို့ပွဲထွက်လာခဲ့မယ်ဗျာနော်။အဲ့တော့ချက်စီးတို့ဟာဆိုလို့ရှင်တော့ချန်ပီယံလိတော့ကလူစင်းနဲ့ လုံးဝလုံးဝကိုတော်တော်များများပြောင်းလဲပြီးတော့ပွဲထွက်လာခဲ့မှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ချက်စီတို့ရဲ့မှာပြီးခဲ့တဲ့ Champion League ပွဲစဉ်က first time နဲ့လူစင်းကလုံးဝကိုအဲကျွန်တော်တို့တွေကြိုက်နဲ့တက်ခဲ့ခြင်းမရှိဘူး။အဲ့ဒီကစားသမားတွေရဲ့မှာခြေသွန်းနေကလည်းတော်တော်လေးကိုဆိုးရွားနေခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ညမှာကတော့ချက်စီတို့လက်ရှိ internet ခံမှန်းတဲ့လူစင်းရဆိုရင်တော့တော်တော်ကြီးကိုအဆင်ပြေတယ်လို့ပြောလို့ရတယ်။ကျွန်တော်တို့ချက်စီပြည်သက်တွေပေါ့နော်။ဒါမှကျွန်တော်ပါဝင် Chelsea ပြည်သက်တွေအားလုံးကြိုက်နှစ်သက်မဲ့လူစင်းကိုလက်ရှိမှာကတော့ ခံမှန်းပေးထားတာဖြစ်ပါတယ်ဒီလူစင်းကပြောင်းလဲလာခဲ့သည်ရှိတော်တောင်မှတယောက်နှစ်ယောက်ထက်ပိုပြီးတော့ပြောင်းလဲမလာနိုင်ဘူးဆိုတော့ချက်စီးတို့အနေနဲ့ဧည့်သည်ဥပန်တန်တို့ကိုတော့တေချာပေါက်အနိုင်ကစားဖို့အတွက်လုံလောက်တဲ့ကစားသမားအစုအဖွဲ့နဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ချက်စီးတို့အနေနဲ့ဒီပွဲစဉ်မှာကျွန်တော်တို့အနိုင်ရနိုင်ခြေရှိလားဆိုတဲ့အနေအထားတွေကိုကျွန်တော်အနေနဲ့ပြန်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်တော့လက်ရှိမှာဆိုလို့ရှိရင်တော့အာရှပြည်သက်တွေမှာကြိုက်ကျွန်တော်တို့ဒီရွေးချယ်မှုမှာရွေးချယ်မှုပိုင်းမှာဆိုလို့ရှိရင်လည်းပဲချက်စီးတို့အနိုင်ရရှိဖို့က တော့ခုနှစ်၃၀ရာခိုင်နှုန်းအထိတည်ရှာနေခဲ့ပြီးတော့တရေကြဖို့၂၀ရာခိုင်နှုန်းနဲ့ဥပန်ဥပန်တန်တို့အနိုင်ရရှိဖို့ကတော့လုံးဝကျွန်တော်၁၀ရာခိုင်နှုန်းပဲရှိနေခဲ့တာဖြစ်ပါတယ်။အဲ့တော့ဥပန်တန်တို့အနေနဲ့ဒီဘဲမှာကဘယ်လိုမျိုးကျွန်တော်ခန့်စစ်တင်နဲ့အဲသူတို့အနေနဲ့ချက်စီးလို့ကိုဒုက္ခပေးသွားမလဲကျွန်တော်တို့အနေနဲ့ဒါတော့ပဲစောင့်ကြည့်ရမယ်။ဥပန်တန်တို့ဘက်ကအသွန်ကိုးတွေကတော့လက်ရှိကျွန်တော်စောစောကပြောထားတဲ့ချက်စီးလို့ရမှာလူစင်းရရဆိုတော့အများကြီးမြင်တွေ့ရဖို့အစီအစဉ်တွေမရှိနေခဲ့ဘူးလို့ကျွန်တော်ကတော့သုံးသပ်ပေးချင်တယ်။ ဲ့တော့အာရှပြည်သက်တွေခံမှန်းထားတယ်လို့ပဲအမှန်တကယ်ပဲကျွန်တော်တို့ချဲ့စည်းလို့အနိုင်ရရှိဖို့က90ရာခိုင်နှုန်းအထိတေချာနေခဲ့ရတာလားအဲ့တော့ကျွန်တော်အနေနဲ့လက်ရှိဖွင့်ပေးထားတဲ့အဲအင်တာနက်ကျွန်တော်တို့နေ့လေခင်းကြီးလေးကိုသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲတကယ်ကိုပဲအနိုင်ရရှိဖို့တော်တော်လေးကိုအခွင့်အလမ်းတာနေခဲ့တာဖြစ်ပါတယ်ချဲ့စည်းလို့လက်ရှိဖွင့်ပေးထားတဲ့ကြီးကတော့ကျွန်တော်တလုံး55ရှုံးဆိုတဲ့အနေထားမျိုးဖွင့်ပေးခဲ့ပြီးတော့နှလုံးရှုမှအပြည့်စားရမယ်ကျွန်တော်တို့တွေကတလုံးသွင်းရင်တောင်မှအဲရှုံးအောင်မယ်ဆိုတဲ့အနေထားမျိုးမှာကတော့ဒါကချဲ့စည်းလို့အတွက်ဘူဗဟန်တန်တို့နဲ့ တွေ့တဲ့အချိန်မှာဖွင့်ပေးထားခဲ့တဲ့ကြေးကတော့တော်တော်လေးကိုမြင့်နေလို့ပြောလို့ရတယ်။ဘူပေါင်းကြီးကိုကျွန်တော်အနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲလက်ရှိကိုပေါင်းကြီးက3လုံး30ပဲစားရမယ်ကျွန်တော်တို့လေ4လုံးအပြည့်အသွင်းမှဒီပွဲစဉ်ကစားရမယ်ဆိုနေထားမျိုးဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ဘာဖြစ်လို့အဲ့လောက်ကြီးကျွန်တော်တို့ဘော်ဒီကြီးတွေကိုပေါင်းကြီးတွေပြင်းနေခဲ့ရတာလဲဆိုလို့ရှိရင်တော့ချက်စီးနဲ့ကျွန်တော်တို့ဘန်တန်တွေမှာနောက်ဆုံးလင်းငါပွဲရလတ်တွေကိုသွားကြည့်မယ်ဆိုလို့ရှိရင်လည်းပွဲတိုင်းလိုလိုမှာကကိုပေါင်းကြီးကကိုပေါ်တွေများတယ်အနည်းဆုံး၄လုံး၃လုံး ငါးလုံး၆လုံးပါဒါနှလုံးဆိုတာတပွဲမှမပါနေခဲ့တဲ့ကျွန်တော်တို့အဖွင့်ကြီးတွေအဲပွဲပြီးရလတ်တွေကရှိနေခဲ့တာဆိုတော့ဘွေကီတွေနေနဲ့ဒီနေ့ညမှာကအတောပေါင်း၃၀ဆိုတဲ့ကြေးကိုဖွင့်ပေးထားခဲ့တာဖြစ်ပါတယ်အဲ့တော့ချက်စီးလုံးနေနဲ့ကလက်တလောနောက်ဆုံး၅ပွဲရလတ်မှာကတော့ဘူဗန်ဒါအသင်းကိုကျွန်တော်တို့တကြိမ်သာရှုံးနေခဲ့ပူတာဖြစ်ပါတယ်ဒီတစ်ကြိမ်မှာကလည်းပဲကျွန်တော်တို့အဲဘူဗန်ဒန်နုက2-1ဆိုတဲ့ရလတ်နဲ့ပဲအနိုင်ရခဲ့တာဖြစ်ပါတယ်ဒါမှမဟုတ်အဲ့တော့ဒီကြိမ်ကလည်းကျွန်တော်တို့ဘူဗန်ဒန်နုရဲ့မှာအိမ်ကွန်းမှာပဲချက်စီးလုံးကရှုံးနေခဲ့တာ ချက်စီတွေမှာအင်ကွက်မှာကလက်တလုံးမှာဆိုလို့ရှိရင်တော့ဘူဗန်တန်းတို့ကိုချက်စီတို့ကရှုံးနိမ်ထားခဲ့ဘူးခြင်းမရှိတဲ့အတွက်ဘူကီရီကဒီနေ့ညမှာချက်စီတို့ဘက်ကတော်တော်လေးကိုကြေးပေးဖွင့်တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်။ဒီနေ့ကျွန်တော်တို့ဒကြိမ်တွေ့ခဲ့ဘူးသေးတယ်ဗျာဒီနေ့ဒကြိမ်တွေ့ခဲ့တဲ့အနေထားမှာလဲဘူဗန်တန်းနဲ့ချက်စီတို့ဘူဗန်တန်းတို့ရဲ့အင်ကွက်မှာပဲချက်စီကကျွန်တော်တို့တလုံးအဲတရေ90ရှုံးဆိုတဲ့အနေထားမျိုးမှာပဲဖွင့်ပေးခဲ့တာဖြစ်တယ်။အဲတုန်းကတော့ဘူဗန်တန်းတို့ရဲ့အင်ကွက်ဖြစ်တဲ့အတွက်ကြောင့်ချက်စီတို့ကတရေ90ဆုံးဆိုတဲ့အနေထားမျိုး ါမှမဟုတ်တရေရှုံးပေါ့နော်အဲ့လောက်ကြီးအထိအဲကြီးပြင်းပြင်းကြီးတော့ဖွင့်ပေးထားခဲ့တာမတွေ့ရဘဲနဲ့တရေ90ရှုံးတရေရှုံးဆိုတဲ့အနေထားမျိုးပဲဖွင့်ပေးခဲ့ပြီးတော့ကူပေါင်းကြီးကတော့ကျွန်တော်တို့၃လုံးတရေလောက်အထိချက်စီးလိုဘက်ကဖွင့်ပေးထားခဲ့တာတွေ့ရတယ်။အဲ့တော့ဒီနှစ်ဒီနှစ်ထဲမှာပဲကြီးကတော့ထိတ်တဲတွေ့ဆုံမှု2ချိန်မှာဒုတိယချိန်မှာကြီးတယ်လောက်ကြီးဒီလောက်ကြီးအထိပြင်းနေဆိုတော့အဲ့ဒါကြီးကတော်တော်လေးကိုကျွန်တော်တို့အနေနဲ့အဆင်မပြေနေဘူးလို့ပြောလို့ရတယ်။ပထမပွဲစဉ်တုန်းကကျွန်တော်တို့ EFN Cup ဘူဟန်တနေ့မှာအင်ကုန်းမှာကစားရတယ်။ EFN Cup ဖြစ်တယ်ဆိုတော့ ချက်ချင်းတို့ကကျွန်တော်တို့တေရီအရှင်လောက်နောက်ဆုံးပိတ်အနိကတေရီအရှင်လောက်ပဲဖွင့်ပေးခဲ့တယ်ဗျာအခုကကျွန်တော်တို့နိလေခင်းမဲရှိသေးတယ်ချက်စီတို့ကတလုံး90ရှင်လောက်ကြီးထိဖွင့်ပေးထားခဲ့တာကတော့တော်တော်ကြီးကိုဒါကကြည်ပြင်းတယ်လို့ပြောလို့ရတယ်အဲ့အတွက်ကြောင့်မဲဒီနေ့ရမှာကချက်စီတို့အနေနဲ့သူတို့ရဲ့မအင်ကုန်းမှာတေချာပေါ့ဘူပန်တန်တို့ကိုအနိုင်ရလက်ထွက်ပေါ်အောင်ကစားသွားမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်လို့ရတယ်ဘူပေါင်းကြီးကတော့ကျွန်တော်တော်တော်လေးကိုစဉ်းစားတယ်ဗျာနော်အမြဲလို့လို့ကိုပေါ်တတ်တဲ့ဒီနှစ်သင်းဗျာပြိတ်သက်တော်တော်များများကတော့ဒီနေ့ညမှာတေချာပေါ့ကိုပေါ်ချပါလိမ့်မယ် ျွန်တော်ကတော့လုံးဝမချသေးခြင်းဘူးဗျာနော်။ဘာဖြစ်လို့တော့ဒီလောက်ကြီးဒလဟောပေါ်နေခဲ့တဲ့ချက်စင်းရဲ့ဥပန်းတန်တွေရဲ့ပွဲစဉ်ကဒီနေ့ညမှာကတော့ဖွင့်ပေးထားတဲ့ကြေးတွေရကိုအောက်ဖို့ရခိုင်တော့တော်တော်လေးများတယ်လို့သုံးသပ်လို့ရတယ်။ချက်စင်းတို့အနေနဲ့အင်ရှင်ဖြစ်တာတကြောင်ပြီးရင်တော့လက်ရှိချက်စင်းတို့ရဲ့မှာနောက်ခံလူတွေကတကယ်ကိုပဲကျွန်တော်တို့တွေကြိုက်နှစ်သက်တဲ့နောက်ခံလူတွေနဲ့ကြာထားတာဆိုတော့ဒီပွဲစဉ်ကချက်စင်းတို့ဘက်ကဥပန်းတန်တွေကိုဂိုးပေးဖို့ဘလူမကိုအစီအစဉ်မရှိဘူးဆိုတဲ့အနေအထားမျိုးကျွန်တော်ကလက်ရှိမှာသုံးသပ်မိတာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာက ချက်စီးတို့တစ်ပတ်ထဲကသွန်ကိုးတွေပဲကျွန်တော်အနေနဲ့ရေတွက်ရမယ်ချက်စီးတို့ဘက်ကပဲဝူဘန်ဒန်တို့ကိုဂိုးတွေသွန်ပြီးတော့အနိုင်ရရှိသွားမယ်ဆိုတဲ့အနေထားမျိုးကျွန်တော်ကသုံးသပ်မိတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကတေချာပေါ့ကျွန်တော်တို့ဂိုးပေါ်ဖို့ရခိုင်တော့ကတော်တော်လေးနေသွားပြီလို့ကျွန်တော်ကတော့သုံးသပ်ပေးချင်တယ်အဲ့တော့ဒီပွဲစဉ်ရဲ့မှာအနှစ်ချုပ်ဒီပွဲစဉ်ရဲ့မှာပွဲပြီးရလတ်ကိုကျွန်တော်ဘက်ကသုံးသပ်ပေးရမယ်ဆိုလို့ရှင်တော့ချက်စီးတို့ဘက်ကပဲကျွန်တော်တို့တွေ2စီးသုံးမဟုတ်3စီးလောက်နဲ့ဝူဘန်ဒန်အသင်းကိုကျွန်တော်တို့တစ်ဖက်ထဲအနိုင်ရရှိသွားမယ်လို့ကျွန်တော်ကတော့ခံမှန်သုံးသပ်ပေးချင်ပါတယ် တော့ကျွန်တော်ရမှာအမြင်ရသုံးသက်ပေးသွားတဲ့အဲ့ဒီကြေးလေးတွေကဒီနေ့ညမှာဆိုလို့ရှိရင်တော့မှန်ကန်ပါသေးလို့ပဲကျွန်တော်အနေနဲ့ဆူတောင်းပေးရအောင်မှာဖြစ်ပါတယ်အဲ့တော့ညီကိုတို့ရမှာအမြင်ရကောကျွန်တော်စောစောကအဲခံမှန်ပေးသွားတဲ့900လက်ကအမှန်တကယ်ပဲကျွန်တော်တို့ချဲ့စီလို့တစ်ဖက်တည်းကကိုးတွေသွင်းယူသွားနိုင်လိမ့်မယ်လို့ညီကိုတို့ကထင်မြင်မိလားဗျာနော်ညီကိုတို့ရမှာအမြင်များကိုလည်းပဲမှတ်ချက်မှာရေးပြခဲ့ကြလို့ရပါတယ်ဗျာနော်အားလုံးပဲကျွန်တော်တို့နောက်နေ့နောက်နေ့ဘောလုံးအားသာတဲ့လေးနဲ့တူပြန်လဲပြီးတော့ส่งด้วยจ้าပါซุเปียเนาะ